စကိုင်းတိုင်းကလေးမျိုးနယ်ကမော်လိုက်ကလေးအကျဉ်းထောင်မှာထောင်အနာပိုင်တွေရဲ့လက်ပီလက်ယူမှုဟာအကျဉ်းသားတွေရဲ့အသက်ရှင်သန်ခွင့်ကိုပါချိန်ချောက်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ဖော်ပြောကြားလိုက်ပါတယ်ကုစောပွေးကတင်ဆက်ထားပါတယ်အရေးပေါ်စေကူတာခွင့်ရရှိဖို့ငွေကြေးပေးချေနေရတဲ့အပြင် တကယ်ခက်ခဲသူတွေဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ် PPNM ရဲ့ထုတ်ပြန်ချက်အရမွန်လိုက်ကလေးချင်းထောင်မှာနိုင်ငံရေးကျင်းသားတွေပါဝင်အချင်းကျသူတွေဟာစေဝါမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီးအရင်းမော့လူနာတွေပြင်မစေကူတာကိုရရှိဖို့အတွက်ဆိုရင်ထောင်ပိုင်ကြီးနဲ့အရာရှိတချို့ကိုလက်ငွေပေးမှသာခွင့်ပြုပေးနေတာပါအရင်းမော့စေကူတာခွင့်တစ်ချိန်အတွက်ပေးဆောင်ရတဲ့ပမာဏဟာမြန်မာငွေကျပ်9သိန်းကနေကျပ်30ကျားရှိနေပြီးတခါတရံထောင်အာဏာပိုင်တွေရဲ့ကိုပိုင်ပြောပါ KTV ဖိုးကိုပါတောင်းဆိုနေတယ်လို့သိရပါဗျ ဒီလိုစနစ်တကျငွေတောင်းခံမှုတွေကြောင့်တကယ်ကျမ်းမာရေးဆိုးဝါးပြီးငွေချင်းမတက်နိုင်သူတွေဟာအချိန်မီကူတာခွင့်မရဘဲမတန်ဆွမ်းဖြစ်သွားရတာဒါမှမဟုတ်အသက်ဆုံးရှုံးရတာမျိုးတွေကြုံနေရပါတယ်။ လူအတွက်ကိုအခြေတည်ပြီးမှစီးပွားရေးလုပ်နေတယ်စီးပွားရေးလုပ်ကွက်လုပ်ငန်းတစ်ခုလို့ပဲကျွန်တော်မြင်ပါတယ်ဒါဟာလူလူရဲ့ပေါ့နော်ဒီမတရားဖန်ဆီးခံထားတဲ့နိုင်ငံကြီးကျနာပါဝင်အခြားကျနာတွေရဲ့ tree တွေတွေးတွေပေါ့နော်ဒီကျမ်းမာရေးမကောင်းမှုတွေကိုခုလုံးလုပ်ပြီးမှအာငွေရှာတဲ့လုပ်ငန်းကြီးရဲ့ကိုဖော်ဆောင်နေတာကတော့အင်မတန်ကိုမှစိတ်ပြတ်ဖို့ကောင်းတဲ့အခြေအနေလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာ PPNM ရဲ့စင်းတွေအရ ဒီ2025ခုနှစ်ဇန်နဝါရီလကနေအခုအောက်တိုဘာလအထိစေကူးတမှုမရရှိတာကြောင့်အချင်းတောင်တီတီကနိုင်ငံရေးအချင်းသား28ယောက်အထိကြဆုံခဲ့ပြီဖြစ်ပါတယ်ကျင်းရတယောက်ရဲ့ခွင့်ရရတော့လည်းကောင်လူသားတယောက်ရဲ့ခွင့်ရရအတက်ရှင်တန်ပိုင်ခွင့်ဟာအခြေခံခွင့်ရဖြစ်ပါတယ်သူတို့လည်းပဲအချင်းနောက်နေမှာတော့အချင်းသားလူတွေဖြစ်နိုင်ငံရေးအချင်းသားဖြစ်တည်မှုပေါ်မှာမူတည်ရတော့လည်းကောင်ငွေကြေးစင်မပြေမှုပေါ်မှာအခြေတည်ပြီးမှခွဲခြားဆက်ဆံခံနေရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ် ထောင်အနာပိုင်းတွေဟာချမ်းမကြီးဟော်ပြောပွဲလိုမျိုးတုတ်ပြဓက်ပုံတွေရိုက်ပြီးပြည်ထဲရေးကိုတင်ပြလေးရှိတယ်လို့လည်း PPNM ကထောက်ပြခဲ့ပါတယ်။ဒါအပြင်2022ခုနှစ်ကာလတွေကမော်လိုက်ကလေးအချင်းထောင်မှာနိုင်ငံရေးအချင်းသားတွေကိုပြစ်ခတ်ဖြိုခွင်းမှုတွေလွတ်ပေးပြီးနောက်ထောင်ဝမှာပြန်ဖမ်းတာမျိုးတွေအထိဖိနှိပ်မှုတွေရှိခဲ့တယ်လို့လည်း PPNM ကဆိုပါတယ်။ PPNM ကတော့ ဒီလိုလူခုရေးစံနှုန်းတွေကိုပေါပေါထင်ထင်ချိုးဖောက်နေတဲ့လက်ပေလက်ရည်မှုတွေနဲ့စေကူတခွင့်ပိတ်ပင်တာတွေကိုချက်ချင်းရပ်တန့်မိဖို့ပြင်းပြင်းထန်ထန်တောင်းဆိုထားပါဗျ။